မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာက ကြိုဆိုပါရစေကလောမျိုးနဲ့အောင်မန်းမျိုးနိုင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းကလောမျိုးနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအာခစားနှင့်ကာယပညာဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍မတ်လ22ရက်နေ့နနက်9:00နာရီကအောင်မန်းမျိုးအာခစားခန်းမ၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းစင်းဆောင်ရွက်ခဲ့ကြောင်းသိရပါဗျာ ထို့သောဆောင်ရရာတွင် ရှေးဦးစွာကလောမျိုးနှင့်ဂျမိုင်းရေးဦးစီးဌာနဦးစီးရရာရှိကဂျမိုင်းရေးနှင့်ပတ်သက်၍ကလေးသင်ငယ်များရှောင်ရန်ဆောင်ရန်ချက်များအသိပညာပေးဟောပြောခဲ့ပြီးအားကစားလေ့ကျင့်သင်ကြားနေကြသည့်ကလေးများဂျမိုင်းရေးနှင့်ညီညွတ်သည့်ဒစာတုံးများပေးအပ်ခဲ့ပါသည်။ အဲဒီနောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန OCR ရရှိဒေါ်ကျော့ကီခိုင်ထွန်းကနိုင်ငံကိုစားပြုမျိုးဆက်သစ်အားကစားလူငယ်မောင်မယ်များပေါ်ထလာစေရန်အတွက်လူငယ်ရေးအားကစားအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ပြီးမြို့နယ်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန OCR ရရှိဒေါ်စင်စန်းရင်ကစာဖတ်ချိန်မြင့်တင်ရေးအတွက်အနွေရသည့်ကြောင်းပေးရများတွင်စာအုပ်စာဆောင်များဖတ်ရအချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းနှင့်လူငယ်ရေးအားကြောင်းတို့ကိုအသိ သိပညာပေးဟောပြောခဲ့ပါတယ်အဲ့ဒီနောက်ကလုံးမြွတ်နယ်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှចောင်းသားចောင်းသူများနဲ့အားကစားသမားများအားဗဟုသုတများတို့ပါစေရအတွက်စာကြည့်တိုက်သမိုင်းအသိပညာပေးနေရန်ကဆာဆောင်နေလူကုန်ကူးမှုအကြောင်းအသိပညာပေးနေရန်ကဆာဆောင်များပြသခဲ့ရာအားကစားသမားများကစိတ်ပါဝင်စွာစွာလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရှိရပါတယ်ရှင်